MRDB Forest မှာပေါ့နော်အတူတူရိုက်လာခဲ့ကြရတယ်ဒီဇလန်းတွင်းနဲ့လည်းအမင်းမှုတွေရခဲ့တယ်အဲ့ရနေမှာဒီရုပ်ရှင်ဘက်ကိုပေါ့နော်ခူးလာကြတဲ့ MRDB Forest မှာဆိုလို့ရှိရင်ပေါ့အများဆုံးအလုပ်တွဲလုပ်ရတာမေလေးနဲ့အများဆုံးအလုပ်တွဲလုပ်ရတယ်ပေါ့နော်အဒီထက်လည်းအများကြီးအောင်မြင်နေတဲ့ MRDB Forest တိုးဆောင်နေလည်းရှိပေမဲ့မေလေးလောက်တော့အများကြီးချူလီတွဲပြီးတော့တိုးမဆောင်ခဲ့ရဘူးပေါ့နော်အဲ့တော့ပို့ပြီးတော့ close stop ဖြစ်တာပေါ့မေလေးရဲ့ဒီမျက်နှာဆိုလို့ရှိရင်ကြတော့ဒါဖျားပေးတဲ့ဒါကောင်းချင်းနေတယ်မှာအများကြီးပါတယ်အကင်းနေဆိုတာလေမျက်လုံးတွေက အစလေးသူကလေနည်းနည်းလေးလှုပ်လိုက်တာနဲ့အရန်ကိုလေပေါ်လွင်တာမျိုးပေါ့နော်အဲ့လိုမျိုးဆိုကျူလေးဆိုအာမေလေးအဲ့လိုမျက်လုံးနေညခုံးနေဆိုသဘောကျတယ်ပေါ့တစ်နှစ်ပြီးတစ်နှစ်ကဲရဲ့အဲ့လိုအဲ့လိုဖြစ်မယ်လို့တော့မထင်ထားဘူးပေါ့နော်ဒါပေမဲ့လည်းရှစ်တစ်နှစ်ကမေလေးဒုတိယတစ်နှစ်ကကျူလေးဆိုနောက်တစ်နှစ်ကရောဘယ်သူဖြစ်လာအောင်မလဲဒါရင်ခုံရတာပေါ့နော် ဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါအဲ့တော့ဒါဒီနေ့ play ကစားပွဲပေါ့ပရိသတ်တွေအချို့ဒါဘယ်လိုလေးတွေ့ရမလဲတွေ့ပြီးပါအောင်ဒီတော့ဟုတ်အဲဒီကမှကျတော့ပါဝင်တဲ့တယောက်ဆောင်နေအရန်များပါတယ်မင်းသားတွေရောအဲမင်းသမီးတွေရောဇပူဆိုင်ရန်ဟာတာတယောက်ဆောင်နေအပြင်ရောမှအရန်ထူကြပါတယ်ဒါမလင်းတို့မသူတို့တွေလည်းပါတယ်ဆိုတော့လေအကုန်လုံးကတော့မြင့်မြတ်တတနဲ့ကိုယ်ကာရိုက်တာနဲ့ကိုပေါ့နော်အအကောင်ဆုံးတာဝန်ကြီးအောင်တယောက်ဆောင်ထားပါရှင့်အဲ့တော့ဒါကစားပွဲဆိုတဲ့အတိုင်းအားလုံးကကစားကြမှာပေါ့ เออไอ้ห่าတော့ရုပ်ရှင်မှာကြည့်ရမှာပေါ့နည်းနည်းလေးကြာသွားပြီဒီကရိုက်ထားလေအဲချူလေးလေးချိုးဟာတွေမမှီရတချိုးဟာတွေတိတ်တော့မမှီတော့ဘူးပေါ့ဟုတ်ကဲ့အင်းတော်မိုင်းတော့မဟုတ်ဘူးပေါ့နော် မိန်းကလေးလိုနေတယ်နည်းနည်းယောက်ျားလေးဆန်တယ်။တာချီလို့တော့ပြောကြတယ်။အဲ့လိုမျိုးလေးပေါ့ဟုတ်။အဲ့တော့ဒါဒီကားလေးထဲမှာဆိုလို့ရှိရင်လည်း fighting တွေ၄တိုင်ပါတယ်။သူလေးရောဒါ fighting လေးတွေလုပ်ခဲ့ရသေးလား။အော်ဒီကားမှာတော့ fighting မချခဲ့ပါဘူးဟုတ်။ဟုတ်။ဒီကားဇလန်းဆန်အင်ရတော့အော်ဘယ်လိုပြောရမလဲဟိုဒီဟာတာပေါ့နော်ချူလေးကဒီကားထဲမှာပေါင်ဝင်ရတဲ့ကန္နာကကြတော့ဟာတာဘလော့တွေတိတ်မရှိဘူးပေါ့နော်ဟာတာဘလော့တွေတိတ်မရှိရခါကြတော့ အဲဆိုရင်တကူကအရန်သွက်နေတဲ့ကကို့ခန်းနေရောက်မှလေးသွားမှလဲကြောက်တယ်ဗောနော်ဟိုချူလေးဟာသားလို့ရတဲ့ခါရရတက်တက်ရှိရဒီကားကတော့အဲ့လိုကိုကတော့အတီပဲအတီပဲဆိုတော့ ။ငါနည်းနည်းတော့စိုးရိမ်မှုတော့ရှိတယ်။ဟိုမင်းတို့မသူ့လိုလိုမတွက်ဘဲနဲ့ကိုကလေးသွားမှလည်းကြောက်တယ်ပေါ့။ကိုမိုင်းနဲ့ဒီတိုင်းအပြင်မှာ personally ရလည်းအရန်ခင်တယ်။ဟိုအရန်ဟို CBA relation ကလည်းရှိရဆိုတော့လေ။ဟုတ်အဆင်ပြေပါတယ်ဟုတ်ဒီကားမှာကျတော့အမ်ဒီဇလန်းအဓိက main ကတော့မေလေးကြောင့်ဖြစ်လာတယ်ပဲပြောမှာပေါ့နော်ဟိုဒီပြင်ညာထားတဲ့အတိုင်းပဲဒီမေလေးရဲ့ကလေးစားချီရဲ့အပေါ်မှာအသူမိဘတွေကြောင့်ကလေးစားချီတဲ့အပေါ်မှာကိုကလည်းသူ့ကိုကိုချီရတဲ့ကောင်မလေးတယောက်အတွက်ပေါ့နော်မမသ င်တာမမားရအောင်လို့ဘေးနားကနေလမ်းကြောင်းပေးတဲ့အဲကောင်းမလေးဟုတ်ဘလိုလေးချစ်ပေးရလဲသူမအရန်နားလဲအရန်နားလဲပေးတာပေါ့နော်ဟိုသူ့ကိုကောင်းလေးနေလဲတုံဝင်တို့ရတယ်လीနော်အဲ့လိုမျိုးပေါ့ပါသွားမှလဲကြောက်တယ်ပေါ့ ပြီးရှိတကယ်ပဲသူယောက်ျားလေးနဲ့ချစ်သွားမှလားပေါ့အဲ့လိုမျိုးတွေလည်းစိုးရိမ်ရရှိတာပေါ့အော်ကောင်မလေးတွေကြတော့အဲ့လိုအဲ့လို1500စိတ်နဲ့တော့မဟုတ်ဘူးအဲ့လိုလှတာကိုကြည့်တတ်တယ်အားကျတတ်တယ်သူတို့ခန္ဓာကိုယ်လေးအင်းအဲ့လိုလိုချင်လိုက်တာသပင်လေးလှလိုက်တာနူးညံ့လိုက်တာအဲ့လိုမျိုးလေးတော့ကြိုက်တတ်တယ်ပေါ့နော်ဟုတ်အဲမေလေးနဲ့ချူလေးဆိုကားတွေအများကြီးလာဖို့ရှိသေးတယ်ပေါ့နော်အဲဒီကားမှဆိုဒါလူတွေဒါအားများတဲ့အတွက်ချူလေးတို့ပါရတဲ့စင်းနေဆိုလေဒါသူကန္နာနဲ့သူပေါ့ညချူလေးတို့နှစ်ယောက်တည်းအများကြီးပါရတဲ့ကားတွေလည်းအများကြီးရှိပါတယ် အဲ့ခါကျရင်ကြည့်ကြည့်ပါအရန်ဟိုအတွဲညီအရင်တော့အချူလေးတို့ဘန်းနုသွေးတို့လိုမျိုးပြန်ပြီးကြည့်ရမှာပေါ့ဟုတ် MRTV Forest မှာပေါ့နော်အအတူတူရိုက်လာခဲ့ကြတယ်ဒီဇလန်းတွဲနဲ့လည်းအမင်းမှုတွေရခဲ့တယ်အဲ့ရနေမှာဒီရုပ်ရှင်ဘက်ကိုပေါ့နော်ခူးလာကြတဲ့ MRTV Forest မှာဆိုလို့ရှိရင်ပေါ့အအများဆုံးအလုပ်တွဲလို့ရတော့မေလေးနဲ့အများဆုံးအလုပ်တွဲလို့ရတယ်ပေါ့နော်အဒီထက်လည်းအများကြီးအောင်မြင်နေတဲ့ MRTV Forest တိုးဆောင်နေလည်းရှိပေမဲ့မေလေးတော့တော့အများကြီးချူလေးတွဲပြီးတော့တိုးမဆောင်ခဲ့ရဘူးပေါ့နော်အဲ့တော့ပို့ပြီးတော့ close တော့ဖြစ်တာပေါ့အချူလေးတို့ ွညီမတွေကတော့ဟိုဘောနော်ဒီမိခင်တရင်ပြတဲ့ဒီ MRTV ဘောကနေကလေးကနေအခုချိန်အထိကိုဘောနော်အများနဲ့စ조사ပြီးအကောင်းဆုံးဟိုပြိသက်တွေအတွက်ဘောနော်သရုပ်ဆောင်နေပါတယ်လို့ဟုတ်ကဲ့သမီးမျိုးက조사ပြီးတက်လာတယ်ကယ်မီလည်းမရဘူးရတယ်နော်ဒါပေမဲ့သမီးတို့ပြောမှာစိုးစက်တွေလည်းမပြောပြပါဘူးအဲ့တော့ပုံပြအရန်ဝမ်းသာတာဘောနော်ဟို တစ်နှစ်ပြီးတစ်နှစ်ကဲရဲ့အဲ့လိုအဲ့လိုဖြစ်မယ်လို့တော့မထင်ထားဘူးပေါ့နော်ဒါပေမဲ့လည်းရှစ်တစ်နှစ်ကမေလေးဒုတိယတစ်နှစ်ကချူလေးဆိုနောက်တစ်နှစ်ကတော့ဘယ်သူဖြစ်လာအောင်မလဲဒါရင်ခုံရတာပေါ့နော်ကိုရီစီယာပဲလားပေါ့အဲ့လိုမျိုးလည်းဖြစ်စေချင်တယ်ပေါ့နော်ဟိုအရင်လည်းဝမ်းတာတယ်ပြီးတော့အရင်လည်းကန်ကောင်းသွားတယ်လို့ပြောမှာပါချူလေးကလေ အမေးလေးဆိုလို့ရှိရင်လည်းတအားစူးစားရလေအမေးလေးနဲ့မဟုတ်ဘူးတမိသားစုလုံးကိုစူးစားပေးတာအရင်လည်းအားကြရတယ်ပေါ့နော်ပြီးတော့မေးလေးရဲ့ဒီမျက်နှာဆိုလို့ရှိရင်ကျတော့ဒါဖျားပေးရဲ့ဒါကောင်းချင်းနေတယ်မှာအများကြီးပါရဲ့အကင်းနေဆိုတာလေမျက်လုံးနေကအစလေ तू ကလေနည်းနည်းလေးလုံးလိုက်တာနဲ့အရန်ကိုလေပေါ်လွင်တာမျိုးပေါ့နော်အဲ့လိုမျိုးဆိုကျူးလေးဆိုအာမေးလေးအဲ့လိုမျက်လုံးနေညခုံးနေဆိုသဘောကျတယ်ပေါ့ကိုရီးယားပါတယ်လေနော်ပါတော့တအားလောက်ရတယ်အဲ့လိုမျိုးဆိုလေအဲ့လို feature ကိုတော့ကြိုက်တယ်ချီလေ ရာကောင်းပွဲကိုကြည့်မဲ့ပြိသက်တွေတော့ဘာလို့လဲပြောပြချင်လဲဒီကောင်းမှာကျတော့ပါဝင်နေသူတွေလည်းတအားများတယ်အကုန်လုံးကသူ့အခန်းကဏ္ဍနဲ့သူဆိုတော့လေချူလေးတို့ဆိုလည်းဒါအားပေးဖို့လာခဲ့တာပါကိုအများကြီးဒီကောင်းမှာဘလို့တွေလောက်ထားရဲပါညာအဲ့လိုမျိုးတွေတော့အများကြီးမရှိဘူးပေါ့နော်ကိုကိုတိုင်းလည်းဇက်ကားကိုအရန်ကြိုက်တယ်မြန်မြန်ဆန်ဆန်နဲ့အားပါတရရည်ရမယ်အဲ့လိုမျိုးလေယုံကြည်လို့ပေါ့နော်လာလာရောက်ပြီးတော့အာကွက်တက်ဖြစ်တာဟုတ်